crucifix position က MMA မှာအသုံးများသလားတလောကပြီးသွားတဲ့ middleweight champion လူပွဲမှာ Drakeet Duplessis ကိုတိတ်တောင်းလုပ်ပြီးတော့ချန်ပီယံမှာအချိန်ပြည့်ထူထောင်သွားတဲ့ Khamzat ရဲ့ကစားကွက်တွေတဲကတတိတသာမြင်ရတဲ့အကွက်တစ်ခုအကြောင်းကိုဒီနေ့မှပြောမှာဖြစ်ပါတယ်အဲ့ဒါက MMA နီးစနစ်တွေတွဲကတစ်ခုဖြစ်တဲ့ ground နီးစနစ်တစ်ခုဖြစ်ပြီးတော့ပြိုင်ဘက်ကိုပေါ့နော်ချန်ပီယံပေါ်မှာပတ်လက်အနေထားကိုမှလက်တစ်ဖက်ကိုကိုယ့်ရဲ့ခြေသလုံးယုံနဲ့ဖိပြီးတော့ ပေါင်နှစ်ခုကြားထဲမှာညှက်တယ်ပြီးတော့တခြားလက်တစ်ဖက်ကိုကိုယ့်ရဲ့ပခုံးနဲ့ခေါင်းကြားမှာထိန်းထားလျက်အနေထားရှိနေပြီးတော့လွတ်နေတဲ့လက်တစ်ဖက်အားနေတဲ့လက်တစ်ဖက်နဲ့ပြိုင်ပက်ရဲ့ opponent ရဲ့ခေါင်းကိုထုထောင်းနိုင်တဲ့ position တစ်မျိုးပါ position အနေထားကပြိုင်ပက်ရဲ့ခန္ဓာကိုယ်ရဲ့ကန့်လန့်ပြတ်ပုံစံရှိနေပြီးတော့အောက်ကနေပြိုင်ဘက်ကိုလက်နှစ်ဖက်လုံးကိုကိုယ့်ရဲ့ခန္ဓာကိုယ်ကနေခွာပြီးတော့ဘေးဘက်ကိုစမ်းထုတ်ထားရတယ်လို့မျိုးဖြစ်နေတာကလဝါကတိုင်ပုံစံမျိုးဖြစ်နေတယ်အဲ့ဒါကြောင့်မလို့လေ crucifix position လို့အမည်ပေးထားတာပါ ူက ground ပိုင်းမှာနိပညာပိုင်းမှာတော်တော်လေးကြကြပြပြရှိလာတဲ့ဂျူဒိုတို့ဂျေဆုပညာရက်တွေကနိစနစ်တစ်မျိုးလို့တော့ကျွန်တော်တို့အရေးဘူးရအားဖြင့်အကြံပြန်ပြောထားလို့ရတယ်။သို့တော့ MMA ကစားနည်းပေါ်လာပြီးတဲ့နောက်ပိုင်းမှာကစားသမားတွေက modification လုပ်တယ် modify တက်လုပ်ပြီးတော့တီထွင်ပြီးတော့မှဖြစ်ပေါ်လာတဲ့ ground နိစနစ်တစ်မျိုးလို့ပြောရင်ပို့ပြီးတော့မှန်နိုင်တယ် ။ဘာလို့လဲဆိုတော့ဒီနင်းစနစ်ကိုတီထွင်ခဲ့တဲ့သူတဦးကမိုဘိုင်းတီထွင်ထားတာမျိုးတိတိကျကျရှာလို့မရတော့ပါ။ Crucifix position မှာ top side Crucifix နဲ့ back Crucifix ဆိုပြီးတော့သူကနှစ်မျိုးရှိတယ်။တော့ site crucifix ကိုအများသောအဖြစ် MMA ပွဲတွေမှာ တွေ့ရလေရှိတယ်။ back crucifix ကိုတော့ jiu-jitsu ပွဲတွေမှာတွေ့များတယ်။ ါကလည်းအကြောင်းတော်ရှိတယ်ဗျအခုလက်ရှိ MMA ပွဲတွေမှာတွေ့ရလက်ရှိတဲ့ Tom Side Crucific က striking မပါတဲ့ဒီကြေကျေစုကစားနီးမှာကြတော့ submission ရဖို့ခက်တဲ့ position ဖြစ်နေတယ်အသုံးပြတာမရှိတဲ့လောက်ပဲအဲ့ဒီအနေထားကနေမှာ Amlot အမျိုးအစားတစ်ခုဖြစ်တဲ့ Anaconda Lock Straight Amlot နဲ့ Side Triangle Choke အဲ့ရတွေကိုပဲထိုက်ရိုက်လုပ်လို့ရတယ် ဆိုတော့အဲ့ဒီချုပ်ကွက်တွေကတကယ်တမ်းဂျေဂျေဆုကျွမ်းကျင်သူတွေကိုမထိရောက်တာကြောင့်ဂျေဂျေဆုပြိုင်ပွဲတွေမှာ top side crispy position ကိုတိတ်ပြီးတော့မတုံးကြဘူးတိတ်ပြီးတော့တွေ့ရလိမ့်မရှိကြဘူးအလားတူ back crispy ကလည်း position ကိုထိနိုင်မှုကအရန်ခက်တာကြောင့်မလို့ MMA မှာတုံးတာတွေ့ရခဲ့တယ် MMA တမိုင်းကြောင်းတခြားလုံးမှာ crispy position အနေဒါကနေပြီးတော့ပြိုင်ဘက်ကို striking ဒါမှမဟုတ်ဘူးဆိုရင် submission နဲ့ပွဲသိမ်းထားနိုင်တဲ့ပွဲအရေးအတွက်ကလက်ချိုးရည်လိုရတယ်လို့မျိုးဒီလိုမျိုးပုံစံကိုကြွကြွချင်းချင်းတုံးနိုင်တဲ့ကစားသမားတွေအရေးတော့ကလည်းလက်ချိုးရည်လို့ရလောက်တဲ့ အရေးအတွက်ပဲရှိတယ်တော်တော်လေးကိုရှားတယ်လက်ဆဲ့အကြောင်းမပြည့်ဘူးဗျာအဲ့ဒီထဲကမှပရမအောင်ဆုံးတွေ့ရတဲ့ပွဲကတော့1996မှာလုပ်ခဲ့တဲ့ UFC 8ပွဲစဉ်မှာ Gary Gross က Paul Herrera ကို back crucifix အနေထားကနေပြီးတော့တွဲတူ6 elbow နဲ့ထောင်းပြီးတော့အနိုင်ရခဲ့တဲ့ပွဲပါတော်ကိုချမ်းနဲ့အဆုံးသတ်လို့ပြောရမယ်တထောင်နှစ်ချက်လောက်နဲ့တင် Herrera ကတတိလစ်နေပြီအဲ့ဒီနောက်ပိုင်းမှာတော့ back crucifix ကို MMA မှာသုံးတာတိတ်ပြီးတော့မတွေ့ရတော့ဘူးဒုတိယအနေနဲ့2000နှစ်မှာလုပ်ခဲ့တဲ့ UFC 37မှာကနေဒါ Ivan Slavery ကပြိုင်ဘက် Russia Fighter Andri Semenov ကိုအဲ့ဒီအကွက်ကိုပဲတုံးပြီးတော့ ground and pound နဲ့အနိုင်ရခဲ့တဲ့ပွဲပါ MMA သမိုင်းမှာ top side Chris Evans position ကိုတုံးပြီးတော့အနိုင်ယူခဲ့တာကပထမအဦးဆုံးအဖြစ်မှတ်တမ်းတင်ခဲ့တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ ဂျိုးစရိုဂန်တို့တော်မှာ MMA နဲ့ပတ်သက်တဲ့ရုပ်တံထုတ်လွှင့်မှုမှာ slavery position ဆိုပြီးတော့တင်စားပြီးတော့တုံးလုံးခဲ့ကြတယ်။အဲ့ဒီနောက်ပိုင်း creative position တွေကိုပွဲတွေမှာကြောကြံ့ကြင်ကြင်တုံးနိုင်ပြီးတော့နိုင်ပွဲရခဲ့တဲ့ fighter တွေကိုပြောပါဆိုရင် UFC welterweight တန်း champion ဟောင်းလည်းဖြစ်တဲ့ Harold Faymer လည်းဖြစ်တဲ့ Mark Hooper သူက top creative position ကနေပဲ UFC 38မှာ Carlos Newton ကိုနိုင်ခဲ့တဲ့ UFC 63မှာ BJ Penn ကိုလည်းအဲ့ဒီအနေထားနဲ့ပဲအနိုင်ယူခဲ့ပါတယ်။နောက် fighter ကတော့အားလုံးသိတဲ့ဂျွန်ဂျုံဖြစ်တယ်။2010မှာလုပ်ခဲ့တဲ့ UFC event မှာ Vladimir Mayushenko ကို top side Pacific အနေထားကနေပြီးတော့တောင်းနေနဲ့ပွဲသိမ်းခဲ့ပြီးတော့ UFC 152မှာ Vita Vevo ကိုအဲ့ဒီအနေထားကနေပဲ Keylock Submission နဲ့ပွဲသိမ်းနိုင်ခဲ့ပါတယ်။ရှာရှာပပအမျိုးသမီး Fighter Dreader က Crucifix Position ကိုကျွမ်းကျင်ချင်းသုံးနိုင်တာကတော့လက်ရှိ UFC Flyweight Champion ဖြစ်တဲ့ Valentina Shevchenko ပါ။ Katlan Chukedian နဲ့ Jessica Andre တို့ကိုအဲ့ဒီအကွက်နဲ့ပဲပွဲသိမ်းပြနိုင်ခဲ့ဖို့တယ်။နောက်ထပ် Crucifix Position ကိုကျွမ်းကျင်ချင်းသုံးနိုင်တဲ့သူကတော့ Ground ဘီယန်ကြီးဖြစ်တဲ့ ထားပေးပါတူရပွဲတွေမှာမကြာခဏအဲ့ဒီအနေထားကနေပြီးတော့သုံးတာတွေ့ရပေမဲ့အဲ့ဒီအနေထားကိုကျွမ်းကျင်ဆုံးသုံးနိုင်တယ်ဒါပေမဲ့အဲ့ဒီအနေထားကနေပဲပွဲပြန့်နိုင်ခြင်းတော့မရှိဘူးအချုပ်အားဖြင့်ကြည့်ရရင်တော့ crispy position နှစ်မျိုးတည်းက MMA မှာအသုံးများတဲ့ top side crispy position ကကြကြစုနီးတစ်ခုလို့တော့မှပြောရခက်တဲ့အနေထားပါဘာလို့လဲဆိုရင်တော့ crispy ကိုကျွမ်းကျင်ကျင်သုံးနိုင်တဲ့ fighter တွေတဲ့မှာကြကြစုတမားဆိုလို့ Ivan Slavery တယောက်သာပါလို့ပါကျန်တဲ့သူတွေကတခြားကိုခံပညာ background တွေဖြစ်ကြတဲ့ judo နပန်းစမ်းဖို့တို့ဘက်ကနေလာကြတဲ့သူတွေကြီးပဲဖြစ်ပါတယ်။ Okay ဒါတော့ဆိုရင်တော့လဝါကတ်တိုင်ပိုဇီရှင်လို့ခေါ်တဲ့ creative position အကြောင်းကိုသိလောက်ပြီလို့ထင်ပါတယ်။နေရောတာပါ channel အမှန်ဆန်ရပါတတာ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN Wage ကိုသုံးပါ